ျွန်တော်တို့နေ့စဉ်ဘဝမှာစကားသွားပြောဖို့မတန်တဲ့သူကို စကားသွားမပြောမိစေဖို့မဖြစ်သေးတဲ့ကိစ္စတွေဖြစ်မသွားစေဖို့မလုပ်သေးတဲ့အလုပ်ကို မလုပ်မိစေဖို့နဲ့မပေါင်းသင့်မအပပောင်းအပ်တဲ့သူတွေကိုစုံပြစ်လိုက်နိုင်ဖို့အတွက်ဆိုရင် self control အားကောင်းနေမှရပါမယ်။တကယ်လို့သင်က self control အားကောင်းတဲ့သူ ဖြစ်လာတဲ့အခါ၁ကိုယ်တန်မှုကို နားမလည်သူတွေအနားမှာမနေပြတော့ဘူး။၂ အရေးမပါတဲ့လူတွေအတွက်အချိန်ကုန်မခံတော့ဘူး၃တိကျတဲ့ဆုံးဖြတ်ချက်တွေကိုချမှတ်လာနိုင်မယ်၄စိတ်ခံစားချက်အတက်အကျမြန်မှုကိုထိန်းခုတ်တက်လာမယ်၅ energy ကောင်းလာမယ်၆ mental health လည်းကောင်းလာမယ်ခုနှစ်ကိုကိုကိုပို့ပြီးတော့အာယုံစိုက်လာနိုင်မယ်၈ဖြစ်ကျင်တာတဲ့ဖြစ်တင်တာကိုပို့လောက်လာနိုင်မယ်၉အရင်ကတည်းကပို့ပြီးတော့ grow up ဖြစ်လာမယ် self control အားကောင်းအောင်ဘယ်လိုလုပ်ရမလဲတအားတင်းပြီးတော့ထိန်းချုပ်ပါဒီနီးလန်းကမလွယ်ကူတော့မှအစပိုင်းမှာတော့ခက်ခက်ခဲခဲလေ့ကျင့်ယူရပါလိမ့်မယ်ဒီလို လေ့ကျင့်ယူရင် လေ့ကျင့်ယူရင်းနဲ့တဖြည်းဖြည်းထိန်းချုပ်မှုအားပုံမှုကောင်းမွန်လာပြီးတခုခုဆို အလုပ်တစ်ခုလို့လိုက်ထိန်းချုပ်နေစေရမှာလိုက်ထိန်းချုပ်နေစေရမလို့တော့ပဲကိုယ့်ရဲ့အသိစိတ်ကသူ့အလိုလိုထိန်းချုပ်လာနိုင်လာနိုင်ပါလိမ့်မယ်ဥပမာကိုကိုလာဆဲတဲ့ကွန်မန့်တစ်ခုကိုပြန်ဆဲကျင်တယ်ဆိုပါစို့ ါပေမဲ့အကောက်ထဲမှာလည်းလူကြီးတွေရှိနေတယ်မသိတော်ဘူးလို့ထင်တယ်။ဒီစဲကျင်စိတ်ကိုထိန်းချုပ်ခြင်းနေပေမဲ့ဒေါသတအားဖြစ်နေပြီမို့ထိန်းချုပ်ဖို့ခက်ခဲနေတယ်ဆိုရင်လက်တီလေးကို20စက္ကန့်ကြာအောင်ချစ်ချစ်ပါအောင်ဆုပ်ပြီးတုပ်ပြန်ခြင်းစိတ်ကိုတင်ခံထားလိုက်ပါ။ဒီလိုအာတမီထိန်းချုပ်ပံများလာတဲ့အခါအချိန်ကာလတစ်ခုမှာပြဿနာကိစ္စရက်တွေအပေါ်အလိုလို self control လုံးလိုက်လုံးလာနိုင်ပါလိမ့်မယ်။နှစ်မိမိကိုယ်ကိုစည်းကမ်းသတ်မှတ်ပါ မလုပ်သင့်ဘူးမဖြစ်သင့်ဘူးလို့ယူဆရတဲ့လောက်ရက်တွေအပေါ်မှာဒီနေ့တရက်တည်းတော့ဒီလောက်ရက်ကိုလုံးဝမလုပ်ဘူးဆိုပြီးတော့ကိုကိုကိုစီကံလေးတကူတတ်မှတ်လိုက်ခြင်းကိုဆိုလိုတာပါဥပမာ1ဒီနေ့ငါတံမိုးကိုမသိတဲ့ crash နဲ့စကားလုံးဝမပြောဘူး2ဒီနေ့တရက်တော့လုံးဝစိတ်လေးမတော့ဘူး3 no လို့ပြောပါမဖြစ်သင့်တဲ့အရာတကူမလုပ်သင့်တဲ့အရာတကူကို ဂျူးလိုမျိုးစတင်မိလိုက်တဲ့အခါနိုးလိုကိုကိုကိုပြန်ပြောပြီးအာရုံလွှဲလိုက်ပါဥပမာနံပါတ်1ဝေးလျှော့တဲ့ကာလမှာကယ်လိုရီများတဲ့အစာအသောက်တွေကိုစားခြင်းစိတ်ဖြစ်ပေါ်တဲ့အခါနိုးလိုပြောပါ2စားချက်နေစဉ်ဖုံးကင်ခြင်းစိတ်ဖြစ်ပေါ်လာတဲ့အခါနိုးလိုပြောပါ3ဘိုင်ရှင်ရှိပြီးသားသူကိုပိုင်ဆိုင်ခြင်းစိတ်ဖြစ်လာတဲ့အခါနိုးလိုပြောပါကျွန်တော်တို့ဘဝအတွက်အရေးမပါတဲ့သူတွေကိုဘဝတွေကမောင်းထုတ်နိုင်မှု ိုကိုအစိတ်အတောင်ဖြစ်စေသူတွေကိုလစ်လျူရှုနိုင်မှုမဖြစ်သင့်တဲ့အရာတွေဖြစ်မသွားစေဖို့ self control အားကောင်းအောင်ဒီနီးလန်းတွေအတိုင်းဒီနေ့အားစပြီးတော့ကြိုးစားပါစိတ်ကြယောဂ depression စိတ်ကြယောဂဖြစ်ခြင်းကိုရေဘူးရအားဖြင့် depression ဖြစ်တယ်လို့ခေါ်ဆိုနိုင်ပါတယ်ဝမ်းနေမှုနဲ့စိတ်ပင်မမှုတွေကိုခဏတစ်ပြုတ်ခံစားရရုံနဲ့ depression ဖြစ်နေတယ်လို့ပြောလို့မရပါဘူးတကယ် depression ဆိုတာဝမ်းနေမှု မပျော်ရွှင်ရမှုစိတ်ဖိစီးနှိမ့်ဆက်မှုကို အချိန်ကာလအတော်ကြာခံစားရပြီးကိုကိုကူရောကိုရဲ့ပတ်ဝန်းကျင်ကိုပါ စိတ်ကုံသွားတာမျိုးကိုဆိုလိုတာပါကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ထုတ်ပြန်ချက်အရတက္ကပါလုံးမှာလူပေါင်း264တန်းခန့်အားစိတ်ကြယောဂါလို့ခေါ်တဲ့ depression ကိုခံစားနေကြရပါတယ် depression ဟာဆူဆိုက်လုပ်ဖို့အထိ ဖြစ်လာနိုင်တဲ့စိတ်ယောဂါဖြစ်တဲ့အကြောင်းကိုလည်းအသိပေးပါရစေ depression ရဲ့လက္ခဏာများ depression ရဲ့လက္ခဏာများ၁လူဘဝကနေပြောစရာမကောင်းဘူးလို့အချိန်ကြာကြာခံစားလာရခြင်း၂ကိုယ်ကိုယ်ကိုရောလောကကြီးကိုပါစိတ်ကုန်လာခြင်း၃၄နေ့တိုင်းကအထိပ္ပယ်မဲ့နေတယ်လို့ခံစားရခြင်း၄တခုခုအပေါ်အာယုံစူးစိုက်နိုင်မှုညော့နေခြင်း၅ရေပောင်းများစွာကြာဝမ်းနေချီခွဲနေရခြင်း၆လိင်ကိစ္စအားစိတ်ဝင်စားမှုညော့ကြသွားခြင်း၇ တတ်သိဖို့အချိန်ချင်းစ조사ခြင်းသို့မဟုတ်အချိန်ချင်းတွေးတောကြံစီခြင်း၈အိပ်ပညာတွေများပြားလာခြင်း၉အစားအလုံးအကျုံစားခြင်းသို့မဟုတ်အစားအသောက်ပြက်ခြင်း၁၀တယောက်တည်းတီးတန့်နေရတာကိုကြိုက်လာခြင်း၁၁အเจ้าအရာတခုကိုထက်ကထက်ကတွေးတောပြီးဝမ်းနဲ့ခံစားနေရခြင်း၁၂ကို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 ဂယုစိုက်ဖို့အလုံးအကျုံမေ့နေခြင်း၁၃မကောင်းမြင်ဝါဒများလာခြင်း ကောင်းမြင်ဝါဒများလာခြင်း depression ကိုဘယ်လိုကုစားကြမလဲ1 mindfulness mindfulness ကစိတ်အတက်ကြွမြန်မှုကိုထိန်းချုပ်ပေးနိုင်တဲ့လေ့ကျင့်စဉ်တစ်ခုဖြစ်ပါတယ် mindfulness ဆိုတာတကယ်တော့သတိပဋ္ဌာန်တရားမှတ်ခြင်းပါပဲသတိပဋ္ဌာန်တရားဖတ်ကြာဝမ်းနေနေရင်ဝမ်းနေနေတယ်ပျော်ရွှင်ရင်ပျော်ပျော်ရွှင်ရင်ပျော်ရွှင်နေတယ်တပြည့်စည်းလဲနေရင်တပြည့်စည်းလဲနေတယ် လမ်းလျှောက်နေရင်လမ်းလျှောက်နေတယ်ဆိုတာတွေကိုတတိလေးကပ်ပြီးတော့သိရှိနေခြင်းကိုဆိုလိုတာပါဥပမာစိတ်ခါစိတ်ခံစားချက်မကောင်းလို့မျက်ရည်တွေကျလာတဲ့အခါငါစိတ်ကလေးမငြိမ်းမချမ်းဖြစ်နေတယ်ဟောပါပင်ပေါ်ကိုလည်းမျက်ရည်ဇက်ကလေးတွေကျလာပြီမျက်ရည်ဇက်ကလေးတွေနှက်ခမ်းရဲ့အနီးကိုရောက်ရှိလာပြီနှက်ခမ်းရဲ့အနီးမှာရှိတဲ့မျက်ရည်ဇက်ကလေးတွေတစ်ဆက်ချင်းတစ်ဆက်ချင်းမြေပြင်ပေါ်ကိုကျသွားပြီးဆိုပြီးတော့လက်ရှိဖြစ်နေတဲ့အဖြစ်အပျက်ပေါ်တတိပဌံတရားမှတ်ခြင်းကိုဆိုလိုတာပါ ဟုတ်ကဲ့ကျွန်တော်ဒီနေ့ဖတ်ပြမိမယ့်စာအုပ်လေးကတော့လူငယ်တယောက်စိတ်တကြနေသည်ဆိုတဲ့စာအုပ်အပိုင်း၃ပဲဖြစ်ပါတယ်ခင်ဗျာနေ့ကိုလက်လေးချင်ငံလှုပ်ကြည့်ပါ လေးချင်ငံလှုပ်ခြင်းဟာကိုခန္ဓာကိုကျန်းမာတန်ဆွမ်းစေုံသာမက happy hormone ပျော်ရွှင်စေတဲ့ hormone တွေကိုလည်းထွက်လာစေပါတယ်ဒါကြောင့်စိတ်ကြဝေဒနာခံစားလာရတဲ့အခါပထမဆုံးအနေနဲ့ကိုလက်လေးချင်ငံလှုပ်ကြည့်ပါ၃စိတ်ခွန်အားဖြင့်စာအုပ်တွေဖတ်ကြည့်ပါ စိတ်ခွန်အားဖြင့်စာအုပ်တွေကတင့်ရဲ့ဝမ်းနည်းပူဆွေးမှုပေါ်အချိန်တစ်ခုအထိကုသပေးနိုင်စွမ်းရှိတာမို့စိတ်ချဝေဒနာဖြစ်လာတဲ့အခါစိတ်ခွန်အားဖြင့်စာအုပ်တွေဖတ်ကြည့်နိုင်ပါတယ်၄မြူးကြရတဲ့တခြင်းလေးတွေနားထောင်ကြည့်ပါတခြင်းတွေကဒိုပါမိုင်းဆေရိုတိုနင်တို့လိုပျော်ရွှင်စေတဲ့ဟော်မုန်းလေးတွေထွက်ရှိလာဖို့လှုပ်ဆော်ပေးနိုင်စွမ်းရှိပါတယ်ဒါကြောင့်စိတ်မပျော်ရွှင်ရတဲ့အခါမြူးကြရတဲ့တခြင်းအံလေးတွေနားထောင်ကြည့်ပါ တခုတတိပေးကျင်တာကစိတ်မပြုံမရွှင်ဖြစ်နေတဲ့အချိန်မှာအသေးကွဲတခြင်းတို့စိတ်အားငယ်သွားစေမဲ့တခြင်းတို့လက်ရှိအခြေအနေထက်ပိုပြီးတော့ဝမ်းနည်းသွားစေမဲ့တခြင်းအမျိုးအစားတွေကိုနားမထောင်မိပါစေနဲ့၅၅မိနစ်ထက်ပိုတွေးတက်တဲ့အချိန်ကိုရအောင်ဖျောက်ပါ အတွေးတွေကကျွန်တော်တို့ရဲ့စိတ်ကိုအကြိမ်ကြိမ်သိစေပါတယ်။ဒါကြောင့်ကိုကိုကိုစိတ်မကောင်းဖြစ်စေမဲ့အတွေးတွေကို9မိနစ်ထပ်ပိုတွေးတက်တဲ့အချိန်ကိုမရရအောင်ဖျောက်ဖြစ်ပါ။6 ကုသမှုခံယူပါစိတ်ချယောဂါကိုကုသဖို့အတွက်စိတ်ကုထုံးစိုက်ကိုသရဖီနဲ့ဈေးဝါကုထုံးမက်ဒီဆင်ဆိုတဲ့နှမျိုးမှာတမျိုးမျိုးနဲ့ကုသနိုင်ပါတယ်အခုလို ကုသမှုခံယူခြင်းနဲ့ခံယူခြင်းပါတယ်ဆိုရင်တော့စိတ်ချမ်းမှာစိတ်ချမ်းမှာရေးဆရာဝန်စိတ်ပိုင်းဆိုင်ရာကုသမှုပေးတဲ့ပညာရှင်တွေနဲ့တိုင်ပင်ဆွေးနွေးသင့်ပါတယ်မိမိကိုယ်ကိုလေးစားခြင်း self respect self respect ဆိုတာကိုကိုကိုလေးစားတတ်ခြင်းပါ ဆက် respect အားကောင်းသူတွေဟာကိုကိုကိုလည်းလေးစားတတ်တယ်လို့တခြားသူတွေကိုလည်းလေးစားတတ်ကြပါတယ်ဒါကြောင့်ပဲကျွန်တော်တို့တွေဟာ self respect အားကောင်းအောင်လေ့ကျင့်သင်ယူဖို့လိုအပ်ပါတယ် self respect ကိုဘယ်လိုတည်ဆောက်မလဲတမျက်နှာမများပါနဲ့ self respect ရှိတဲ့သူတွေဟာကိုကိုကိုတန်ဖိုးထားတတ်ကြသလိုကိုယ့်ရဲ့ partner ကိုလည်းတန်ဖိုးထားတတ်ကြတယ်နောက်ပြီးကိုယ့်ရဲ့ image ကိုကြာစင်းစေမယ့်အပြုအမူတွေလည်းရှောင်ကျဉ်တတ်ကြပါတယ် ဒါကြောင့် self respect အားကောင်းခြင်းနဲ့ဆိုရင်မျက်နှာမများပါနဲ့တယောက်ဆိုတယောက်ပဲချစ်ပါနှစ်ကိုယ့်ရဲ့ရည်မှန်းချက်တွေကိုဖြစ်မြောက်အောင်လှုပ်ဆောင်ပါကိုကိုယ်တိုင်ချောင်းမှတ်ခဲ့တဲ့စည်းကမ်းချက်တွေတိုင်းဒေဗယ်တွေအစီအစဉ်တွေကိုဖြစ်မြောက်အောင် လုပ်ကိုင်ကြအောင်ကိုကိုကို respect ပေးခြင်းတစ်မျိုးပါပဲဘာလို့လဲဆိုတော့အခက်အခဲတွေအများကြီးကြားတဲ့ကမှချောင်းမှတ်ထားရဲ့ကိုယ့်ရဲ့ရည်မှန်းချက်တွေကိုကိုကိုယ်တိုင်လေးစားလိုက်နာတဲ့အနေနဲ့မဖြစ်ဖြစ်အောင် လုပ်နိုင်ခဲ့လို့ပဲဖြစ်ပါတယ်သုံး ကိုယ့်ရဲ့ဖြစ်တည်မှုကိုလေးစားပါမိမိဟာအဝသည်ဖြစ်စေပိန်သည်ဖြစ်စေပုသည်ဖြစ်စေစိတ်ရဲသည်ဖြစ်စေ နောက်ဆုံးဒုက္ခိတပဲဖြစ်နေပါသည်ကိုယ့်ရဲ့ဖြစ်တည်မှုလေးအပေါ်မှာ respect ထားပေးပါချစ်ခင်ပေးပါ ကိုယ့်ကိုယ်ကိုအမြဲလူရာဝင်တယ်လို့သတ်မှတ်ပေးပါလေးကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့ရုပ်ရည်နဲ့ပတ်သက်ပြီး blame ခံရတဲ့အခါစိတ်ထားပြောင်းညံ့လို့ blame ခံရတဲ့အခါညံ့ညံ့သွေးနှိပ်လို့ ဘလင်းခံရတဲ့အခါဘလို့အကြောင်းအကြောင်းဘလို့အကြောင်းအကြောင်းတွေကြောက်ပဲဖြစ်ဖြစ်လူတွေကိုကိုကိုဘလင်းလောက်တာခံရတဲ့အခါမှာငါဘာလို့ဒီလိုဖြစ်ရတာလဲငါဘာလို့ရုပ်ဆိုးနေရတာလဲငါဘာလို့မချမ်းသာရတာလဲဆိုတဲ့စိတ်အနှောင့်အယှက်ဖြစ်စရာအတွေးတွေတွေးပြီးကိုကိုကိုမမုန်းတီးလိုက်ပါနဲ့ကိုကိုကိုပြန်ပြီးတော့အပြစ်မတင်ပါနဲ့ကိုကိုကိုယူတည်လေးစားတဲ့သူတိုင်းဟာကိုယ့်ရဲ့ဖြစ်တည်မှုကိုလေးစားသလိုလက်ရှိပိုင်ဆိုင်ထားတဲ့အရာဝတ္ထုတွေအပေါ်မှာလည်းလေးစားမှုရှိကြပါတယ် လေကိုကိုကိုအားနာဖို့မမိပါနဲ့ sense respect အားကောင်းခြင်းပါလေဆိုရင် လူတွေအပေါ်အားနာတတ်တဲ့အချင်းကိုဖျောက်ပါကျွန်တော်တို့တွေကလူတွေအပေါ်အားနာတာများလာတဲ့အခါကိုကိုကို အားနာဖို့မိသွားတတ်ကြပါလေကိုကိုကိုအားနာဖို့မိသွားတဲ့အခါလောကကြီးမှာရှင်သန်ရတာအတိတ်ပဲမဲ့တယ်လို့ပင်ပန်းတို့လိုဖြစ်လာတတ်ပါလေသူတပားကိုအားနာပြီးကိုကိုကိုအားမနာတတ်တဲ့သူတွေဟာတန်ဖို့မရှိတဲ့လူတွေအဖို့မတန်တဲ့သူတွေဖြစ်ပါတယ် ဒါကြောင့်ဒီနေ့ကစပြီးကိုဟာကိုအတွက်ရောတခြားသူတွေအတွက်ပါ အဖိုးတန်လေးအဖိုးရှိသူ ဖြစ်ချင်ပါတယ်ဆိုရင်သူများကို အားနာနေမယ့်အစားကိုကိုကိုပဲအားနာပါ ကိုကိုကို ခွင့်လို့ချင်း self forgiveness ငါဘာကြောင့်ဒီအမားကိုလှုပ်ခဲ့ရတာလဲအသုံးမချလိုက်တာငါဘာလို့ဒီလိုပြောရတာလဲကိုကိုကိုစိတ်ပြတ်လိုက်တာငါဘာလို့အဲ့ဒီကို သွားခဲ့မိတာလဲကိုကိုကိုမုန်းလိုက်တာ ငယ်စဉ်ကလေးဘွားကနေအခုအချိန်ထိအမားတွေအများကြီးကိုကျွန်တော်တို့လုံမိခဲ့ကြပါတယ်။ဒီအမားတွေထဲမှာမမရင်ချက်ခဲ့လို့လုံလိုက်မိတဲ့အမားတွေလည်းပါနိုင်တယ်လို့မထင်မှတ်ပဲကျူးလွန်လိုက်မိတဲ့အမားတွေလည်းများစွာပါနိုင်ပါတယ်။တိလို့ပဲလို့လို့မတိလို့ပဲလို့လို့ဖြစ်ပြက်ခဲ့တဲ့အမားတွေအတွက်နောင်တရပြီးကိုကူကိုအပြစ်တွေမုန်းတီးနေမဲ့အစားဒီလိုအမားမျိုးနောက်တစ်ခါမလုံမိအောင်ဒီလိုနောင်တမျိုးနောက်တစ်ခါမကြုံရအောင်တင်ကန်းစာယူပြီးကိုကူကိုခွင့်လွှတ်နိုင်အောင်ကြိုးစားပါ။ set forgiveness ဆိုတာနောက်ထပ်ရှင်သန်ရမယ့်ကာလတွေမှာအနောင်တင်းကင်းနဲ့ကောင်းမွန်စွာရှေ့ဆက်နိုင်ဖို့အတွက်အတိတ်ကမိမိနဲ့ပြစ္ဆုတ်ပံကမိမိကိုငြိမ်းချမ်းရေးယူခြင်းပဲဖြစ်ပါတယ်။မိမိကိုယ်ကိုခွင့်လွှတ်နိုင်မှုဘာတွေလုပ်ကြမလဲ။၁ကိုကိုကိုတောင်းပန်ခြင်းပထမဆုံးအနေနဲ့အတိတ်ကမှားဘူးခဲ့တဲ့အမားတွေအတွက်ကိုကိုကိုဘယ်လောက်ထိစိတ်ပြတ်နေမိတာလဲ။ဘယ်လောက်ထိခွင့်မလွှတ်နိုင်ဖြစ်နေရတာလဲဆိုတဲ့ကိုယ့်ရဲ့စိတ်ကံစားချက်အတိတ်အနောက်ကိုသိအောင်လုပ်ပါ။ တည်ပြီးဆိုတာနဲ့ကိုကိုကိုတောင်းပန်တဲ့အနေနဲ့ကိုယ့်ရဲ့ရင်ထဲမှာဖြစ်ကျင်နေတဲ့စိတ်ခံစားချက်တွေကိုအာရုံစိုက်ပြီးပါအဲ့ဒီခံစားချက်လေးတွေအတိုင်းလိုက်လျောပြီးပါဥပမာလက်ပတ်နိုင်တလုံးကိုအရန်လိုချင်နေတဲ့ဆိုပါစို့ဒီအခါကိုယ့်ရဲ့စိတ်အတွင်းမှာဖြစ်ပေါ်လာတဲ့အဲ့ဒီခံစားချက်လေးကိုအာရုံစိုက်ပြီးတယ်ဂယုစိုက်ပြီးတယ်ဆိုတဲ့သဘောမျိုးနဲ့လိုချင်နေတဲ့နိုင်လေးကိုဝယ်ပြလိုက်ပါအယိုးရှင်းဆုံးပြောရရင်စိတ်ဆိုးနေလို့ချော့တဲ့သဘောမျိုးခွင့်လွှတ်ပေးဖို့တောင်းပန်တဲ့အနေနဲ့ လိုချင်တာဝယ်ပေးတဲ့သဘောမျိုးပါနှစ်အတိတ်ကအမားတွေကိုလိုလိုလားလားအတိအမှတ်ပြုပြီးလက်ခံလိုက်ခြင်းအတိတ်ကအမားတွေကို ပြုပြင်မှုခက်ခဲနေပြီဆိုရင်ပထမဆုံးအနေနဲ့တင်မားခဲ့ကြောင်းလက်ခံလိုက်ပါ ဟုတ်တယ်ငါမားခဲ့တယ်မားခဲ့တယ်လို့ပါဇက်ကထုတ်ဖို့ရည်ရွတ်ပြီးအမားတွေကိုအတိအမှတ်ပြုလိုက်ပါကောင်းတဲ့ကရောရင်ဘတ်သေးကပါအတွေးတွေကိုဖွင့်ထုတ်လိုက်တဲ့အခါတဲ့အတွက်ဝန်တော့ဝန်ပုံမဖြစ်တော့ပဲတက်တာသွားပါလိမ့်မယ် ဒါပြင်တင်လောက်ခဲ့ဘူးတဲ့အမားတွေကနေတင်ခန်းစာယူဖို့လဲလွယ်ကူသွားစီပါလိမ့်မယ်၃ကိုကိုကိုအကြံပေးခြင်းတင်သူငယ်ချင်းသာတင်လောက်ခဲ့တဲ့အမားမျိုးကိုကျူးလွန်ခဲ့မိမယ်ဆိုရင်တင်သူတို့ကိုဘယ်လိုအကြံပေးမှာပါလဲတင်သူတို့ကိုပေးမယ်အဲ့ဒီအကြံအတိုင်းတင်ကိုယ်တိုင်လှုပ်ဆောင်ကြည့်ပါဒီအခါကိုကအကြံပေးသူအနေနဲ့ဖြစ်သွားပြီးကိုကိုတိုင်ဘာတွေဆက်လုပ်တင်နေဆိုတာသိရှိသွားပါလိမ့်မယ်ဒါပြင်တချို့အမားတွေဟာအပြစ်တင်စရာမဟုတ်ကြောင်းနားလည်လာပါလိမ့်မယ်၄ လွှတ်ချခြင်းနဲ့ခွင့်လွှတ်ခြင်းစုပ်ကင်ထားတဲ့စုပ်ကင်ထားတဲ့အတိတ်ကအမားတွေနဲ့နောင်တတွေကိုလွှတ်မချနိုင်သေး၍ခွင့်မလွှတ်နိုင်သေးသည့်ကျွန်တော်တို့အေဂျင့်တာယာနေမှာမဟုတ်သလိုရှေ့ဆက်လို့လည်းရမှာမဟုတ်ပါဘူးအတိတ်ကအမားတွေကိုလွှတ်ချနိုင်လိုက်တဲ့အခါကျွန်တော်တို့ဘဝဟာပိုပြီးတော့အတိတ်ပဲရှိလာပါလိမ့်မယ်ကိုကိုကိုခွင်းလွတ်နိုင်တဲ့အခါကျွန်တော်တို့ဘဝကအရင်ကထက်ပိုပြီးတော့ပျော်ရွှင်စရာကောင်းလာပါလိမ့်မယ် ကိုကိုစိတ်ဒုက္ခအမျိုးမျိုးပေးခဲ့တဲ့တခြားသူတွေကိုခွင့်လွှတ်ပေးနိုင်အောင် ကြိုးစားတာဟာပညာတရက်ဖြစ်တယ်လို့ကိုကိုကိုခွင့်လွှတ်နိုင်အောင်ကြိုးစားတာဟာလည်းကောင်းမွန်တဲ့အလေးအကျင့်တစ်ခုပဲဖြစ်ပါတယ်။ကျွန်တော်တို့မှာရှေ့ဆက်ရမယ့်ခရီးတွေနဲ့ဆက်လက်ရေးရအောင်မဲ့တမိုင်းတွေအရေးကြီးရှိပါသေးတယ်။ဒါကြောင့်ကိုကိုကိုမြန်မြန်ခွင့်လွှတ်ပြီးမြန်မြန်လွတ်မြောက်ခွင့်ပေးလိုက်ပါ။အတိပေးလွှာနောက်ဆောင်မျက်နှာမှာပါရှိတဲ့အာတာကြီးရဲ့မိဘများဆိုတဲ့စာစုလေးဟာအာတာကြီးရဲ့မိဘများကို မိဘတွေကိုရည်ရွယ်ပြီးတို့ရဲ့အားတကြောင့်သားသမီးတွေဘလောက်ထိစိတ်ဒဏ်ရာရနေကြောင်းကိုရေးသားထားတာဖြစ်ပါတယ်။တကယ်လို့တဲ့အနေနဲ့ပြုစုပျိုးထောင်မှုကောင်းတဲ့မိဘအာတဝါဒကိုအခြေခံပြီးသားသမီးတွေကိုမအုပ်ချုပ်တဲ့မိဘဆိုရင်ဒီစာစုလေးကိုကျော်သွားဖို့တောင်းဆိုရသည်။နောက်ပြီးတဲ့အနေနဲ့ပြုစုပျိုးထောင်မှုကောင်းတဲ့မိဘနဲ့ဂျုံတွေ့ခဲ့ရတဲ့သားသမီးအာတဝါဒကိုအခြေမခံပဲသားသမီးတွေကိုအေးချမ်းစွာပြုစုပျိုးထောင်တဲ့ မိဘနဲ့ကြုံတွေ့ခဲ့ရတဲ့သားသမီးဆိုရင်ဒီစာစုလေးကိုမဖတ်ပဲကြော်သွားဖို့မေတ္တာရက်ခံမရသေးသင်ရဲ့အတားစိတ်တွေကြောင့်သင်သားသမီးတွေအယံပင်ပန်းနေကြပါပြီ တချို့နေ့ရက်တွေမှာသူတို့လေးတွေရှင်သန်ခြင်းစိတ်မရှိတော့လောက်အောင်ခက်ခဲနေကြသလိုတချို့နေ့ရက်တွေမှာမိဘတွေရဲ့အဝေးဆုံးကိုပြေးထွက်သွားကြလောက်အောင်နာကျင်နေကြပါတယ်အတားကြီးတဲ့မိဘများအတားကြီးတဲ့မိဘတွေနဲ့နေရတာများလာတဲ့လူငယ်တွေဟာတာမန်လူတွေထက် စိတ်ဒဏ်ရာပိုများကြတယ်နောက်ပြီးတော့သူတို့ဘဝရဲ့ရခဲ့မှုတဲ့စိတ်ဒဏ်ရာတွေထဲမှာသူတို့မိဘတွေပေးတဲ့စိတ်ဒဏ်ရာကအများဆုံးပဲအတကြီးတဲ့သူတွေကကိုယ်ဆန္ဒကလွဲရင်တခြားသူတွေရဲ့ဆန္ဒကအရေးမကြီးလို့ထင်တတ်ကြပါတယ်ကိုပြောတာတာအမှန်ကိုလှုပ်တာတာအမှန်ဆိုပြီးတော့အမြဲတွေးထင်လေးရှိကြပါတယ်ဒီထဲမှာ narcissistic parent လို့ခေါ်တဲ့အတကြီးတဲ့မိဘတွေလည်းအပါအဝင်ဖြစ်ပါတယ် narcissistic parent တွေရဲ့တာသမီတွေအပေါ်ပြုစုပြိုးဆောင်တဲ့ပုံစံဟာအတဝါဒကို အခြေခံတဲ့ဘက်သွားပါတယ်တခုခုဆိုရင်တို့ပြောတာအမှန်တို့လောက်တာအမှန်တို့ပြောသလိုသာလုပ်ရမယ်တို့ပြောသလိုလုပ်ရင်ကောင်းတာတွေဖြစ်မယ်ဆိုပြီးတာသမီတွေကိုထိန်းချောင်းတာများပါတယ်ဒီလိုအတကိုအခြေခံပြီးတာသမီတွေကိုပြုစုပြိုးထောင်လိုက်တဲ့အတွက်တာသမီတွေဘလောက်အထိစိတ်ဒဏ်ရာရသွားမလဲဆိုတာတို့မတွေးကြပါဘူး အဓိကကသူတို့စကားကိုသူတို့သားသမီးတွေအမြဲနားထောင်နေဖို့သူတို့ကိုသားသမီးတွေအမြဲလေးစားနေဖို့သူတို့ကိုသားသမီးတွေအမြဲကြောက်နေဖို့ပဲအရေးကြီးတာပါတခါတလေမှာအတ္တကြီးတဲ့မိဘတွေဟာသားသမီးနဲ့ပတ်သက်လာရင် အမြဲဒေါသကြီးတက်ကြသလိုနေကတနေရာမှသုံးစားမရဘူးသူများသားသမီးတွေဆိုရင်အလုပ်တွေလုပ်မိဘကိုထောက်ပံ့နိုင်နေပြီးနေ့ကိုမွေးမိတာကအယမ်းမှားတယ်စားတဲ့စကလုံးတွေနဲ့လည်းအထင်ကုန်မဲ့စွာပြောဆိုလေးရှိတတ်ကြပါတယ် အခုလို့တို့အော်ဟစ်ဆဲဆိုလိုက်လို့ကိုသားသမီးအရှက်ရသွားမလားဆိုတာကိုတို့အနေနဲ့မတွေးတောမိကြပါဘူးအဓိကကတို့ပြောသလိုမလုပ်ရင်အော်မယ်ဟစ်မယ်အရှက်ခွဲမယ်ရိုင်းနဲ့ဆုံးမမယ်ဆိုတာမျိုးပါဒီလိုလုပ်တယ်ဆိုတာတို့စိတ်ထဲမှာသားသမီးကိုနစ်နာစေလိုတဲ့ဆန္ဒမရှိပေမဲ့တို့ဖြတ်တန်းခဲ့ရတဲ့နေထိုင်မှုပုံစံဘဝအခြေအနေတွေကြောက်တာဒီလိုဖြစ်နေရတာပါတခါတလေမှာသားသမီးအပေါ်ဖြစ်ထွန်းစေခြင်းစိတ်အယံများသွားတဲ့အခါကိုသားသမီးတွေ ဘာဖြစ်နေဘာဖြစ်နေခြင်းလဲဆိုတာမသိတော့ပဲကိုဘာဖြစ်နေကိုဘာဖြစ်ချင်နေတာလဲဆိုတာပဲသိကြပါတယ်သားသမီးတွေဘယ်လောက်ကြိုးစားနေပါစေစိတ်တိုင်းမကြဘူးအကောင်းမြင်မပေးဘူးအမားကိုမျက်စိတောက်တောက်လိုက်ရှာပြီးအပြစ်တင်ဝေဖန်ကြတယ်ကိုသားသမီးကိုတခြားသားသမီးတွေနဲ့လိုက်နှိုင်းရှင်ပြီးပြောကြတယ်ကြာလာတော့ဒီလိုပြုမှုခံရတဲ့သားသမီးတွေမှာ inferior inferiority complex လို့ခေါ်တဲ့စိတ်ရောဂါတစ်မျိုးဆွဲကပ်လာတယ်။ဒီစိတ်ရောဂါကြောင့်အရာရာမှာတိမ်ငယ်စိတ်ဝင်ကြတယ်။စိတ်အတက်ကြမြန်ကြတယ်အမြဲအထီးကျန်တယ်လို့ခံစားကြရတယ်။နောက်ပြီးမိဘနဲ့အတူနေရမှာကြောက်လာတာမိဘနဲ့စကားပြောရမှာကြောက်လာတာမိဘကိုတိုင်ပင်ရမှာကြောက်လာတာမိဘကိုမိမိရဲ့အခက်အခဲတွေပြောပြရမှာကြောက်လာတာမိဘကိုမိမိရဲ့အိမ်မက်တွေအကြောင်းပြောပြရမှာကြောက်လာတာ မိဘရဲ့ဇဲတံဇိုတံတွေကိုကြောက်လာတာစတဲ့ကြောက်စိတ်တွေလည်းဝင်လာကြပါတယ်။တခါတလေမှာသားသမီးတွေကိုမွေးထားတဲ့မိဘတွေပဲစိတ်ပင်မန်းတာမျိုးမဟုတ်ပဲအာတကြီးတဲ့မိဘတွေရဲ့မွေးပွားခြင်းကိုခံထားရတဲ့သားသမီးတွေကလည်းစိတ်ပင်မန်းတာမျိုးစိတ်တန်ရာရတာမျိုးတွေရှိကြောင်းသိစေချင်ပါတယ်။နောက်ပြီးအာတကြီးတဲ့မိဘတွေဟာတိုင်ပင်လို့မရတဲ့သူတွေထဲမှာပါပါတယ်။တခခုတိုင်ပင်လိုက်တိုင်းပါသားသမီးတွေဘက်မှာအမြဲရှိနေမပေးတတ်ကြပါဘူး။ ဒိုင်မင်လိုက်တိုင်းမှာသာသမီတွေနဲ့မိဘအမြဲရန်ဖြစ်ရတတ်တာမို့နောက်တိုင်းမှာနောက်ပိုင်းမှာသာသမီတွေဟာမိဘတွေကိုမတိုင်မင်ကြတော့ပဲပြဿနာတွေကိုတယောက်တည်းကြိတ်ပြီးတော့ဖြေရှင်းလာကြပါတော့တယ်။ဒီအခါအမားတွေဖြစ်လာကြတယ်လမ်းမတွေရောက်လာကြတော့တယ်။ဒါကြောင့်မိဘတွေကိုပြောကျင်တာသာသမီတွေကိုတကယ်ချစ်တယ်ဆိုရင်အတ္တစိတ်တွေလျှော့ကြည့်စေခြင်းနဲ့တင်တာအတ္တစိတ်တွေလျှော့လိုက်မယ်ဆိုရင်သာသမီတွေကတင့်ကိုတိုင်မင်မှုဝန်လင်းနေတော့မှာမဟုတ်ပါဘူး။ အထဲအခုကောင်းတဲ့မိဘသားသမီးကိုချစ်တတ်တဲ့မိဘနဲ့ကြုံတွေ့ခဲ့ရတဲ့သူတွေကဒီစာစုလေးတွေကိုမြင်မယ်ဆိုရင်ပြောကြဆိုကြပါလိမ့်မယ်အစိတ်တင့်စေတဲ့စာလို့ပြောကောင်းပြောပါလိမ့်မယ်ဒါပေမဲ့အတကြီးတဲ့မိဘတွေနဲ့ကြုံခဲ့ရတဲ့သူတွေပဲဒီခံစားချက်ကိုနားလေတာပါတကယ်လို့ဒီစာစုကိုဖတ်နေတဲ့သူက အတကြီးတဲ့မိဘဖြစ်နေခဲ့မယ်ဆိုရင်ကျွန်တော်အချံပေးချင်တာလေးတခုရှိပါတယ်တင်းရဲ့သားသမီးတွေအရန်ပင်ပန်းနေပါပြီစိတ်တရားတွေလည်းအများကြီးရနေပါပြီ သင်ရဲ့ဆဲဆိုတန်းတွေထတ်ကြားရမှာအရန်ကြောက်နေပါပြီ။ဒါကြောင့်ငါကောင်းစေခြင်းလို့လုပ်ခဲ့တာပဲငါမမားဘူးဆိုတဲ့အတားစိတ်တွေကိုလည်းရှော့ချပေးကြပါ။သင်ရဲ့သားသမီးတွေဟာလောကကြီးထဲမှာအားတင်းပြီးတော့ရှင်သန်နေကြရတာဆိုတာတတိရှိရှိနဲ့မြင်နိုင်အောင်ကြိုးစားပေးကြပါ။တကယ်လို့ဒီစာစုကိုဖတ်နေတဲ့သူကအတားကြီးတဲ့မိဘနဲ့နေထိုင်ခဲ့ရတဲ့သားသမီးတွေဖြစ်နေခဲ့မယ်ဆိုရင်ကျွန်တော်တခုလောက်ပြောချင်ပါတယ် အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းတင်တို့နဲ့အတူတူဖြစ်ခဲ့ဘူးပါတယ်အခုတော့ကျွန်တော်မိဘကအရင်လိုအတမကြီးတော့ပါဘူးကျွန်တော်ညီမလေးတွေအပေါ်မှာလည်းထိန်းကုန်မှုကောင်းတဲ့မိဘတွေဖြစ်နေပြီကျွန်တော်တို့မိသားစုတွေဟာအေဂျင့်နဲ့မိသားစုတွေဖြစ်နေပါပြီဒီလိုဖြစ်ဖို့ဒီလိုဖြစ်ဖို့အတွက်ကျွန်တော်ကိုယ်တိုင်ပဲဖန်ပြီးခဲ့တာပါဘလို့ဖန်ပြီးခဲ့တာလဲဆိုတော့တိမိဘတွေကိုနားလည်အောင်စူးစမ်းခြင်း ဩငါမိဘတွေဘဝကချမ်းခဲ့ပြီးဒေါသမောဟတွေနဲ့ဖျက်ဆန်းခဲ့ရလို့ဒီလိုဖြစ်နေခဲ့တာဆိုတာကိုအရင်ဆုံးနားလည်နိုင်အောင်လုပ်ပါပြောရမယ်ဆိုရင်မိဘတွေကကိုယ့်ကိုနားလည်မပေးတဲ့အခါကိုယ်တိုင်ကပဲတို့ကိုနားလည်နိုင်အောင်ကြိုးစားတာမျိုးပါနှစ်မိဘရဲ့အဝေးဆုံးမှာနေခြင်းနဲ့ထောက်ပံ့ခြင်းမိဘနဲ့ဝေးတဲ့နေရာမှာအဆောင်နေပြီးအလုပ်လုပ်ပါတယ်ဒီလိုနဲ့မိဘနဲ့ဝေးလာတဲ့အခါမိဘရဲ့တန်မှုကိုကိုကိုယ်တိုင်နားလည်လာတယ်လို့မိဘတွေဟာလည်းသားသမီးရဲ့တန်မှုကို နားလည်လာကြပါတယ် နောက်တော့ထောက်ပံ့နိုင်အောင်ကြိုးစားပါတယ်။မိဘတွေဟာငွေမှတ်သူတွေမဟုတ်ကြပါပဲ။ကိုကမိသားစုအတွက်တစ်စိတ်တစ်ပိုင်းထောက်ပံ့လာနိုင်တော့မိဘတွေအနေနဲ့ရုံးကန်ရတာနည်းလာတယ်ဘဝအမောတွေပြေးလာတယ်။ဒီတော့တခုခုပြောချင်ရင်တောင်ပြောချင်စိတ်ကိုသူတို့ဘာသာထိမ့်တက်လာကြပါတယ်။၃အချိန်တစ်ခုမှအိမ်ပြန်ပါ။နားဝင်အောင်ပြောပြပါ။ကျွန်တော်ပါညီမလေးတွေရှိနေသေးတာမို့သူတို့ကိုလည်းကျွန်တော်လိုမျိုးမဖြစ်စေချင်ပါဘူး။ ဒီတော့မိဘကကျွန်တော်ကိုအတဝါဒနဲ့မအုပ်ချုပ်တော့ဘူးဆိုရင်တော့ကျွန်တော်အောက်ကအငဲတွေအပေါ်အုပ်ချုပ်နေနိုင်ပါတယ်ဒီတော့အိမ်ကိုပြန်တယ်အငဲတွေကိုအော်ဟစ်ပြောဆိုတဲ့အခါသူများသားသမီးနဲ့နှိုင်းရှင်ပြောတဲ့အခါဒီလိုမပြောတဲ့ကြောင့်ဒီလိုပြောတဲ့အခါဘယ်လိုတွေဖြစ်လာကြောင်းနဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးမိဘတွေကိုမဆုံးမဆုံးမခိုင်းစေပဲကိုကိုတိုင်းမြေမလေးတွေကိုနားဝင်အောင် ပြောပြီးဆုံးမတာမျိုးတွေဝင်လုပ်ပေးပါတယ် ဒီလိုနဲ့မိဘတွေအတွက်အလေးအကျင့်ဖြစ်လာပြီးတခုခုဆိုရင်တို့ကိုယ်တိုင်မပြောတော့ပဲကျွန်တော်ကပဲစုံမခိုင်းတာမျိုးလုပ်ပါတော့တယ်။အပေါ်မှာပြောပြခဲ့တဲ့အချက်၃ချက်ကကျွန်တော်ကိုယ်တိုင်ကျင့်သုံးခဲ့ပြီးတကယ်အသုံးဝင်ခဲ့လို့မျှဝေလိုက်တာပါ။မိဘတွေငါ့ကိုကြူရှင်းအထီးလိုက်လာပြီးအဆက်ခွဲမလား။ငါ့မကောင်းချောင်းကိုတရက်ကွက်လုံးလိုက်ပြောနေမလား။ငါ့ကိုတခြားသားသမီးတွေနဲ့ဘယ်တော့များနှိုင်းရှင်မလဲ။ငါ့ကိုအသုံးမချကြောင်ပဲချင်းထားပြောမလဲဆိုပြီးတော့စိုးရိမ်ခဲ့ရတဲ့နေ့ရက်တွေမှာကျွန်တော်အများကြီးရှိခဲ့ပါတယ်။ နောက်ပြီးတက်သေးဖို့အချိန်ချင်းစူးစမ်းမှုတဲ့နေ့ရက်တွေလည်းရှိခဲ့ပါတယ်။အခန်းထဲမှာတိတ်တိတ်လေးငိုကြွေးခဲ့တဲ့နေ့ရက်တွေများစွာရှိခဲ့ပါတယ်။ဒီလိုနေ့ရက်ဇိုးတွေကိုကျွန်တော်ကိုယ်တိုင်ရုံထွက်နိုင်အောင်စူးစမ်းခဲ့ပါတယ်။အားလုံးလည်းနေ့ရက်ဇိုးကနေရုံထွက်နိုင်ပြီးပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်နိုင်ကြပါစေ။မေတ္တာတရားဖြင့်ရှင်သန်နေထိုင်ခြင်းရှင်သန်ရတာပင်ပန်းလာတဲ့အခါကိုယ့်ကိုယ်ကိုအရင်ဆုံးမေတ္တာပို့ပါ လောကကြီးထဲမှာရှင်သန်ခြင်းစိတ်မရှိတော့လောက်အောင်ပင်ပန်းလာတဲ့အခါအရင်ဆုံးကိုကိုကိုမြတ်တာပို့ကြည့်ပါရှင်ဗျာတပည့်တော်ရှင်သန်ရတာအရန်ပင်ပန်းနေပါပြီဗျာတခါတလေမှာလူတွေနဲ့အဝေးဆုံးကိုပြေးထွက်သွားခြင်းလောက်အောင်မုန်းကြံ့ရပါတယ်ဗျာတပည့်တော်လွတ်လပ်ခြင်းမိပါတယ်အရင်ကပျော်ရွှင်ခဲ့ဘူးတဲ့အချိန်တွေကိုလည်းပြန်လို့ခြင်းမိပါတယ်ဗျာဒါကြောင့်ဒီနေ့မှစပြီးတပည့်တော်ဘဝအေးချမ်းရပါလို့ဤဖရာတပည့်တော်ဤပျောက်ဆုံးနေတဲ့အနာဂတ်လေးလည်းအမြန်ဆုံး ြန်လည်ရှာဖွေတွေ့ရပါလို့ဤဘုရားတပည့်တော်ကြုံနေရသမျှဒုက္ခအမျိုးမျိုးသူတွေလည်းအမြန်ဆုံးပြေလည်နိုင်ပါစေဘုရားတပည့်တော်ဤအတွေ့လိုမီဝမ်းနဲ့တက်တဲ့အချင်းလေးတွေလည်းအမြန်ဆုံးပျောက်ကွယ်သွားပါစေဘုရားတပည့်တော်ကိုအချိန်ချင်းပင်မဆင်းအောင် ပြုလုပ်သူများလည်းဒီနေ့မှစပြီးတော့အေးချမ်းနိုင်ကြပါစေဘုရားတပည့်တော်ဒီလေဒီနေ့မှစပြီးစိတ်ဆင်းရဲခြင်း ကိုယ်ဆင်းရဲခြင်းကင်းဝေးရပါစေ။ ဘုရားတပည့်တော်ကိုနာကျင်စီသူတွေလည်းဘုရားတပည့်တော်နာကျင်ရသလိုခံစားရသလိုမနာကျင်ရပါစေနဲ့မခံစားရပါစေနဲ့ဘုရားဒီနေ့ဒီအချိန်မှစပြီးလူစိတ်မရှိသော သူတွေနဲ့ဘုရားတပည့်တော်မစုံစည်းရပါစေနဲ့ဘုရားတပည့်တော်ဝမ်းနဲ့၍ကြသောမျက်ရည်များသည်လည်းဒီနေ့ဒီချိန်ဒီနေရာမှာနောက်ဆုံးဖြစ်ပါစေဘုရားရှင်သင်ရတာပင်မတဲ့အခါတိုင်းကိုကိုကိုဒီလိုလေးမေတ္တာပို့ကြည့်ဖို့မမေ့ပါနဲ့ ဒီနေ့ကုသိုလ်မလုပ်ဖြစ်ဘူးဆိုရင်မနေ့ပြင်တော့ကုသိုလ်လုပ်ပါတနေ့တနေ့လူတွေအများကြီးတိတ်ဆုံးနေကြပါတယ်အဲ့ဒီလိုတိတ်ဆုံးသွားကြတဲ့လူတွေထဲမှာကိုမပါဘေးဘူးဆိုတာဟာလူဘဝမှာပျော်ရွှင်အောင်နေဖို့နဲ့ကုသိုလ်တွေအများကြီးလုပ်ဖို့အတွက်တေမင်းကအချိန်တွေပေးထားတယ်ဆိုတာမမေ့လိုက်ပါနဲ့ပူညာနိပရလောကတမိန်ပတိနာဟွန်တိပါဏိနဲ့ကုသိုလ်ကောင်းမှုတွေဟာတည်ဆုံသွားတဲ့အခါတမလွန်ဘဝအတွက်အားကိုးရာ အထောက်အပံ့တစ်ခုပါတဲ့တကယ်လို့တင်တာမထင်မှတ်ပဲရုတ်တရက်တစ်ခုခုဖြစ်သွားခဲ့မယ်ဆိုရင်တင့်ကိုအထောက်အကန့်ပေးမယ်ကောင်းမှုကုသိုလ်တွေတင့်မှာရှိပါသလားကို့မှာကုသိုလ်တွေများများဆဆမရှိသေးဘူးဆိုရင်တော့ကောင်းမှုတွေများများလှုပ်ထားဖို့လိုပါလိမ့်မယ်ကျွန်တော်တို့တွေအချိန်မရွေးနေရာမရွေးတည်ဆုံသွားနိုင်တာမို့ဒီနေ့မဟုတ်ဘူးဆိုရင်တော့မနှက်ဖြစ်တော့မဖြစ်မနေကုသိုလ်တွေလှုပ်ဖို့မမိပါနဲ့ကုသိုလ်နဲ့အကုသိုလ်ဆိုတာဘာလဲကုသိုလ်ဆိုတာသူက ကိုကိုတာဝန်ယူတဲ့အရာဖြစ်ပါတယ်။အတိဘယ်လေးကတော့ကိုဟာကုသိုလ်ကောင်းမှုလေးတွေလှုပ်ထားမယ်ဆိုရင်ကိုဘဝကိုတန်တရာတစ်လျှောက်မှာအကောင်းဆုံးတွေဖြစ်နေဖို့သူကသူ့တာဝန်တစ်ခုလိုလိုက်ပြီးကူညီပေးမှာဖြစ်ပါတယ်။ဥပမာအနေနဲ့ပြောရမယ်ဆိုရင်ကိုဟာဝတ်ကြွေးတစ်ခုကိုဆက်ဖို့အတွက်ခွေးဘဝကိုရောက်ရှိသွားခဲ့မယ်ဆိုရင်တော့တတိအိမ်က ခွေးလေးဖြစ်ဖို့ခွေးလှလှလေးဖြစ်ဖို့ကောင်းကောင်းနေနိုင်စားနိုင်အိမ်နိုင်တဲ့ခွေးလေးတစ်ကောင် ဖြစ်ဖို့ကုသိုလ်တွေကကူညီထောက်ပံ့ပေးမှာဖြစ်ပါတယ်။ ကိုပြုတဲ့ကုသိုလ်ကောင်းမှုတွေဟာဘယ်ကိုမှ ရောက်သွားမှာမဟုတ်ပဲကိုယ့်ရဲ့အနောက်မှာအရေးကလေးတစ်ခုလိုလိုက်ပါနေမှာဖြစ်ပါတယ်။ကုသိုလ်ဆိုတာနေရာတိုင်းအချိန်တိုင်းလှုပ်လို့ရပါတယ်။ဥပမာလမ်းသွားရင်စူးညောက်ခလုတ်လေးတွေတွေ့တယ်ဆိုရင်သူတစ်ပါးကိုမထိကိုက်စေခြင်းနဲ့စိတ်ထားလေးတစ်ခုတည်းနဲ့အဲ့ဒီစူးညောက်ခလုတ်တွေကိုဖယ်ရှားပေးလိုက်တာဟာလေကုသိုလ်ပဲဖြစ်ပါတယ်။လမ်းပါတက်စီပြတ်နေတဲ့ဆိုင်ကယ်တစ်စီးကိုနောက်ကခြေထောက်နဲ့ကံပြီးလိုရာတက်စီဆိုင်ကိုလိုက်ပို့ပေးတာဟာလေကုသိုလ်ဖြစ်တယ်လို့ ကိုစားနေတဲ့အစားအသောက်တွေကကိုတငယ်ချင်းကိုခွဲဝေကျွေးမွေးတာလဲကုသိုလ်ပဲဖြစ်ပါတယ်။အာကုသိုလ်ဆိုတာကိုကသူ့ကိုတာဝန်ယူရတဲ့အရာပါ။အရေးပဲလေးကတော့ကိုကအာကုသိုလ်တွေအများကြီးပြုလုပ်ထားမယ်ဆိုရင်ကိုဘဝကိုတန်တရာတလျှောက်မှာကိုလုပ်ခဲ့ရတဲ့မကောင်းမှုတွေအတွက်ပြန်ပြီးတော့ပေးဆက်ရမှာဖြစ်ပါလေ။နောက်ကဝခွေးဖြစ်ခဲ့မယ်ဆိုရင်ပြုခဲ့တဲ့အာကုသိုလ်ကြောင့်ညစ်ပတ်ဆုပ်ပြတ်နေတဲ့ခွေး အစာငတ်ရင်ငတ်တဲ့ခွေးအများပြစ်ပယ်ခြင်းခံရတဲ့ခွေးအဖြစ်တာဝန်ယူပေးဆက်ရမှာဖြစ်ပါတယ်။ကိုကလူဘဝမှာအာဟုသောအပြင်ကုသိုလ်လေးတွေကိုပါအ ਨੇ ချင်းလှုပ်ခဲ့လို့ကုသိုလ်ကြောင့်နောင်ဘဝမှာချမ်းသာတဲ့လူတို့ဖြစ်ရပေမဲ့ပြုခဲ့တဲ့အာဟုသောကြောင့်အမြဲတမ်းစိတ်ဆင်းရဲငိုကြွေးရတဲ့တထေးပဲဖြစ်ပါလိမ့်မယ်။အာဟုသောဟာတဏှာအတွက်အရှုပ်ထုပ်တစ်ခုဆိုရင်အဲ့ဒီကိုရှုပ်ထားတဲ့အရှုပ်ထုပ်ဖြစ်လျာဘဝမှာတာဝန်ယူရှင်းလျာမှာဖြစ်ပါတယ်။ ခရီးတွေသွားတဲ့အခါမှသာသူငယ်ချင်းတွေမိသားစုတွေဆွေမျိုးတွေလိုက်လို့ရတာပါခေါ်လို့ရတာပါတမလုံးခရီးကိုသွားတဲ့အခါပါဘယ်သူမှတင်းနဲ့အတူမလိုက်နိုင်ပါဘူးတင်းရဲ့သူငယ်ချင်းတွေလည်းတင်းနဲ့အတူမလိုက်နိုင်ဘူးတင်းရဲ့အဖေလည်းတင်းနဲ့အတူမလိုက်နိုင်ဘူးတင်းရဲ့အမေလည်းတင်းနဲ့အတူမလိုက်နိုင်ဘူးတင်းနဲ့အတူလိုက်နိုင်တာဆိုလို့ကုသူနဲ့အကုသူတွေပဲရှိပါတယ်ဒါကြောင့်တမလုံးခရီးမှာတင်းအနေနဲ့ကုသူတွေကိုခေါ်သွားမလားအကုသူတွေကိုခေါ်သွားမလားဆိုတာဒီနေ့ကစပြီးဆုံးဖြတ်ပါ ပြန်လဲသုံးသက်ပါကုသိုလ်တွေနည်းနေတဲ့အခါများများလို့ကိုကိုကိုတွန်းအားပေးပါအကုသိုလ်တွေများနေတဲ့အခါအဲ့ဒီအကုသိုလ်တွေကိုကုသိုလ်တွေနဲ့အမြန်ဆုံးခြေဖြတ်ဖို့ကြိုးစားပါဘယ်ဘဝဘယ်ဒေတာဘယ်ကန်းကိုရောက်မလဲမသိတဲ့တမှုတရားတဏယာခကြီးကိုကိုတယောက်တည်းတွားရမှာမို့အဲ့ဒီတဏယာခကြီးရဲ့အတွက်အထောက်အပံ့ဖြစ်မဲ့ကုသိုလ်ရိတ်ခါလေးတွေယူသွားကြဖို့မာကြားပါရစေကျွန်တော်တို့တွေကုသိုလ်တွေတက်စွမ်းသမျှများများလေးလုပ်ကြမယ် ဟုတ်ကဲ့ကျွန်တော်ဒီနေ့ဖတ်ပြခဲ့တဲ့လူငယ်တယောက်စိတ်တကြနေသည့်စာအုပ်အပိုင်း၃ဒီမာတင်ပြီးဆုံးပါပြီဆက်လက်နားဆင်လိုပါကကျွန်တော်ရဲ့ channel လေးဖြစ်တဲ့ Sony Bo channel လေးကို subscribe လုပ်ပြီးတော့ notification bell လေးနှိပ်ထားပေးဖို့မြတ်တာရက်ခံပါတယ်သဘောကျနှစ်သက်တဲ့ဆိုပါကလည်း like and share လေးလုပ်သွားပေးဖို့မြတ်တာရက်ခံပါတယ်ခင်ဗျာအားလုံးကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပြီးတော့ဘေးအန္တရာယ်အသွေးသွေးနဲ့ကက်ကြီးသုံးပါရံမှာအမြန်ဆုံးကင်းဝေးပြီးတော့ ငြိမ်းချမ်းသောဘဝမှာအမြဲတမ်းပြောင်းလဲနေထိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ